ဟိုဒီရွေးကောက်ပွဲမှာကနော်ရွေးကောက်ပွဲမှာက NLD ကိုပါဝင်ခွင့်မပြုတဲ့အခါကနော်မပါမပါဝင်တာကအဒီလက်နက်ကန်တိုက်ပွဲတွေနော်အခုဖြစ်နေတဲ့လက်နက်ကန်တိုက်ပွဲတွေထဲမှာအာဒီအကြီးအကျယ်ပြောင်းလဲမှုမဖြစ်နိုင်သေးတဲ့အဓိကအကြောင်းရင်းနဲ့အဲ့တော့အာတခုတော့ရှိတယ်ဒီဟာပြီးသွားတော့ရေကောက်ွယ်ပြီးသွားတဲ့အခါမှာသူတို့က ဥပဒေရှင်အစိုးရလိုပဲအစိုးရလက်ထက်မှာလိုပဲ NLD ကိုအဲဓာတ်ရည်ရုပ်တော့ပေါ်မှာပါဝင်ဝင်ပြမှာလားနော်အဲ့လိုဆိုလို့ရှိရင်တော့ဥပဒေရှင်အစိုးရကအချင်းချင်းမျိုးကညှော်နေကြရရှိတာပေါ့နော်သို့တော့သို့တော့အဲ့ဒီလိုမျိုးပြန်ဖြစ်ပါဦးမလားအဆိုတာကအဲဒီတန်တရားရှိကြရဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲနောင်တက်လာမဲ့အဲစကားစခေါင်းဆောင် နော်ဟိုလူမျိုးမျိုးမရောက်နိုင်တော့နောက်ဒီတိုင်းသူကနော်ဥက္ကရာဥထင်ကြီးရောကအဲသူတို့ကနည်းနည်းအဲဒီဟိုဖြစ်တယ်လို့ဟိုယူဆရတာပေါ့နော်သူတို့ကဥသိမ့်တင်တော့မပြောပြောင်းဘူးအဲနောက်တစ်ခုကကျွန်တော်တို့ဒီဒီပြည်ပြောင်းလဲရေးပေါ့နော်ပြည်ပြောင်းလဲရေးကိုသိပြီးတော့အဲဥပဒေတင်လို့တက်တက်ကြွကြွလုပ်နိုင်တယ်လို့ထင်ရဘူးမထင်ဘူး မထင်တဲ့အခါကျတော့အဲ့ဒီအခြေအနေမျိုးဖြစ်လာလို့မလွယ်ဘူးပေါ့နော်အဲ့ဒီလိုနိုင်ငံရေးအခြေအနေမျိုးဖြစ်လာရင်တော့အဲချာဒီလိုပေါ့အခု PDF တွေ NUD တို့လောက်ရှားနေတဲ့နေရာတွေကတဖြည်းဖြည်းဒီ NLD ကရေတော့ပွဲမှာပါဝင်လာပြီးတော့နော်အဲဒီလွတ်တော်ကိုယ်တိုင်နေရာချုပ်ပြင်ရမယ်အဲဆိုရအောင်လို့ဥဒင်းကျင်ဆိုရလက်ထက် ဓာတ်ရွေးကောက်ပွဲကာလလိုမျိုးပြန်ဖြစ်လာတဲ့ခြေရှင်တော့မျှော်လင့်စရာရှိတာပေါ့နော်